ညီကမတော်များအလုံးမဲ့မင်္ဂလာပါဒီနေ့ပြန်လဲဆုံတွေ့ရတာခြေစတော်ချီမွန်ပါတယ်ခရီးသွားရင်းနဲ့ပေါ့နော်ခရီးတစ်ထောင်နိုင်ရင်းနဲ့ဆင်ကျင်လာတဲ့နှုတ်ကပတ်တော်လေးကိုအတူတကွာခွန်အားယူချပါစို့ယေမိခန်းကြီး30အငွေ30မှာနော်ဖရာခင်ကဘလို့ဖရာမျိုးဖြစ်တာလဲဆိုတဲ့အကြောင်းနဲ့ဖရာခင်ရဲ့အမျက်တော်ထွက်လို့ရှင်ရင်ဘလို့အရာမျိုးတွေဖြစ်တယ်လဲဆိုတာကိုကြိုးပြီးတော့ပြောထားပြီးသားဖြစ်တယ်ပေါ့နော်ယေမိခန်းကြီး30အငွေ30တူကွာဆင်ကျင်ကြရအောင်နော်ထာဝရပြားမှုကမှန်တော်ဖရာ အသက်ရှင်တော်ဖရာသခင်နေဆာထာဝရဘရင်ဖြစ်တော်မူ၏တဲ့အမျက်တော်ထွက်လျင်နဲ့မြေကြီးတုန်လှုပ်ရ၏သာသနာ့ဘလူတို့ကိုပြောရမယ့်စကားဟုမူကားတဲ့ကောင်းကင်နဲ့မြေကြီးကိုမဖန်ဆင်းနဲ့ဖရာတို့တည်တဲ့ဤကောင်းကင်အောက်မြေကြီးပေါ်မှာကြွယ်ပြောက်ကြလိမ့်မည်တဲ့ဖရာသခင်အမျက်တော်ထွက်လို့ရှင်မြေကြီးတုန်လှုပ်တယ်လို့ပြောပါတယ်ဖရာကကောင်းကင်ကသူ့ရဲ့ ပလင်ဖြစ်ပြီးတော့မြေကြီးကသူ့ရဲ့ခြေတင်ရာခုံဖြစ်တယ်လို့ပြောထားတာဖြစ်တယ်ပေါ့နော်။ဖယားခင်စိတ်ဆိုးရဲ့အမျက်တော်ထွက်လို့ရှိရင်မြေကြီးကတော့ဟုတ်သွားတယ်လို့ပြောတယ်ပေါ့နော်။နောက်တစ်ခုကကြတော့ဖယားခင်ရဲ့မျက်စိတော်ဒီရဲ့ခတ်သိမ်းသောအရက်၌ရှိတော်မူရောတဲ့။ကောင်းမကောင်းကိုကြည့်ရှုတော်မူရဲ့လို့ပြောတယ်။ကျမတို့သူ့ခြေတင်ရမြေကြီးပေါ်မှာနေထိုင်တဲ့သူ့ဖန်ဆင်းထားတဲ့ကဘာသူကဘာသားတွေအားလုံးရဲ့စိတ်နှလုံးက နော်စိတ်နှလုံးကိုပဲကြည်တော်မူတဲ့ဘုရားသခင်ရဲ့ရှေ့တော်မှာဒီလောက်တောင်မှပုတ်ဆက်နေကြတာလေဒီလောက်တောင်မှမတရားသောအမှုတွေနဲ့ပြည်နေလို့ဘုရားခင်ကစိတ်ဆိုးရတာလေစိတ်တူရတာလေအမြတ်ထွက်ရတာလေဆိုတဲ့အရာကိုကျွန်တော်တို့ဆင်ခြင်ဖို့လို့အတွက်ဖြစ်တယ်ပေါ့နော် ကျွန်တော်တို့အသက်ရှင်တိုင်းတဲ့အခါမှာကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့မြို့ရွာတွေမှာကျမတို့ရဲ့တိုင်းနိုင်ငံကျမတို့ရဲ့ကဘာမြေကြီးကိုဆင်ခြင်ကြည့်တဲ့အခါမှာ လူတွေရဲ့နှလုံးသားကအရန်ကိုပုတ်ဆက်နေကြတယ်ပေါ့နော်ဆိုတာကိုတွေ့ရတယ်မိသားစုတစုမှာဆိုလို့ရှိရင်ပေါ့နော်ကျွားတို့ရဲ့ဖခင်က စိတ်ဆိုးပြီးတော့အမြတ်ထွက်ပြီဆိုလို့ရှိရင်သားသမီးတွေကသိတယ်နော်အဖေကိုစိတ်ဆိုးပြေအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုသားသမီးတွေကသိတယ် အဖေစိတ်ဆိုးပြေအောင်လို့အဖေပြန်လာလို့ရှင်သူကြိုက်တဲ့တဲ့ဟင်းလေးချက်ထားတာမျိုးလို့သူပြန်လာလို့ရှင်သူ့အာပွားပေးတာမျိုးလို့ပေါ့နော်အိမ်တန့်ရှင်ကြီးတွေလောက်တာမျိုးလို့ပေါ့နော်ဘာဖြစ်လို့လဲအဖေစိတ်ဆိုးပြေအောင်လို့ညီမကျမတို့ကလောကလူသားတွေအောင်မှလောကအဖေတွေကိုစိတ်ဆူပြေအောင်ကျမတို့ကလှုပ်တက်ကြတဲ့လိုမျိုးပဲကျမတို့ရဲ့ကောင်းကင်အဖဆိုတာလေရိုးရိုးလေးစဉ်းစားကြည့်မယ်ဆိုရင်တော့ကျမတို့ သားသမီးနဲ့မိဘလိုမျိုးပါပဲအဖေစိတ်ဆိုးနေရဆိုရင်အဖေစိတ်ဆိုးပြအောင်ကျမတို့အိမ်တန့်ရှင်ရေလုပ်တယ်လောကအိမ်ကျမတို့ရဲ့အိမ်ဆိုတာဘုရားခင်ချင်းဝတ်တယ်ဗိမာန်တော်ဖြစ်တယ်ကျမတို့ရဲ့ဗိမာန်တော်တန့်ရှင်ဖို့လိုအပ်တော့ကျမတို့တန့်ရှင်ရေလုပ်ဖို့လိုတယ်အဖေကိုအဘွားပေးဖို့လိုတာဖြစ်တယ်နော်ဘုရားခင်ကစံစာမှာနော်စားတော်ကိုမြင်ကြလော့ တော့ဟာဖြစ်တယ်ဗောနော်အဲ့တော့ဘုရားခင်ကိုကျမတို့ပြန်လဲပြီးတော့ခိုင်ရန်ဖို့လိုတာဖြစ်တယ်ဘုရားခင်ထံတို့ပြန်လဲတိုးဝင်ဖို့လိုတာဖြစ်တယ်ဒီနာကကျမတို့ဘုရားကိုတည်တဲ့ကောင်းကင်ကြီးစက်ကြောကိုခံစင်းတဲ့ဘုရားကိုတည်တဲ့ဘုရားသားသမီးတွေရဲ့မခါအခွင့်အရေးဖြစ်တယ် နောက်ဆုံးတဲ့ကာလမှာဖျားရှင်ဖြစ်နေလို့ပြောထားတဲ့အရာတွေကတခုပြီးသူဖြစ်လာတာဖြစ်တဲ့ဒီမှာတဲ့အဲဒီ24ရက်မှာပြောထားတဲ့နော်တနိုင်ငံနဲ့တနိုင်ငံရံဘတ်ပြုမယ်အစာရေစာတွေခေါင်းပါမယ်အနာရောဂါတွေဖြစ်မယ်မြေကြီးလုံမယ်ဆိုတဲ့အရာတွေကလည်းတခုပြီးတခုဖျားပြောထားတဲ့အရာကကောင်းကင်နဲ့မြေကြီးမတည်ရင်တော့ငါစကားတည်မယ်လို့ပြောတဲ့ဖျားရဲ့စကားကလည်းအများန်းပြည့်စုံပါတယ်ဆိုတာမြင်တွေ့ရတဲ့အခါမှာကျမတို့ဖျားကိုတည်တဲ့ဖျားသားသမီးတွေအနေနဲ့ နော်ရေမိခန်းကြီးဆက်ခွန်ငွေခွန်ရှင်းမှာဖျားခင်ရပါပြောတယ်ထာဝရဖျားကိုကိုးစားတော်သူရဲ့ထာဝရဖျားကိုမိမိကိုးစားရအကြောင်းဖြစ်စေတော်သူဒီကောင်းကြီးမင်္ဂလာကိုခံရတော်သူဖြစ်တယ်တဲ့ထိုသူကရေရှိတဲ့အရဏာမှာဆိုက်ရမျက်နှာမြောက်အမြင့်ထားတဲ့ဖြစ်ပူတော်ရှင်ယောက်ျောင်းကိုမသိဘူးတဲ့မိုးခေါင်တော်ကာလမှာတော့သိုးရင်ပြမရှိဘဲနဲ့အစင်ရဲ့အသီးကိုအီးတတ်တဲ့အပင်နဲ့တူတယ် အဲ့ဒါကဘာတူလဲဆိုတဲ့အခါမှာကျွန်တော်တို့ဖျားခင်ကိုကိုးစားတော့သူဖျားခင်ကိုကိုးစားလာအကြောင်းဖြစ်စေတော့သူကိုပြောတယ်ကျွန်တော်တို့ဖျားကိုကြည့်တဲ့ဖျားသားသမီးတွေကဖျားခင်ကိုကိုးစားဖို့လို့အတွက်ဒီအချိန်ကာလကိုရောက်လာတာဖြစ်တယ်ပေါ့နော်နောက်ထပ်အဲဆာလန်ခန်းကြီး67နမည်ဆုံးတော့ပြားချင်အကွက်ကရာဌာနနိုင်နေရတော့သူဒီအနန္တတကုရှင်ကြီးအရင်ကိုခေါ်ရလိုက်။အမြင့်ဆုံးတော့ဖရာရဲ့ကွက်ကရာဌာနအောက်မှာနေတော့သူ။ဤတော့သူ။ပြားချင်ကနော် ဘားပင်နဲ့ပေါင်းပင်ကိုကိုးပြီးတော့တောက်ခိုင်းတဲ့ကံကဖြစ်တယ်။စပားပင်နဲ့ပေါင်းပင်တွေရောပေါက်နေတဲ့အချိန်ပေါင်းပင်တွေကိုနှုတ်လိုက်နေတယ်နော်။ကြိုးတဲ့အခါပေါင်းပင်လေးနှုတ်လို့ရှိရင်စပားပင်နဲ့နောက်တော့မှဆိုတော့နှုတ်နေဆိုပြီးတော့ကျွန်တော်တို့တိစုတော့ကာလာမှာတစ်ချောင်းလုံးစပားပင်နဲ့ပေါင်းပင်နဲ့ရောကောက်ရောပြီးတော့ပေါက်ခိုင်းလာတဲ့ကာလာဖြစ်တယ်။သို့ပင်လေနောက်ဆုံးတော့ကာလာကိုရောက်လာတဲ့အခါမှာအတိမတိတဲ့အတိုင်းရှိသမျှကိုပုတ်ပြမယ်။နောက်ထပ်မပူမအေးမလုံနဲ့ တင့်ကမပူမအင်းမွေးုံသာရှိသောကြောင့်ငါကရင်ကတင့်ကိုထွေးလူပြီးသူပြောတဲ့ဆရာခင်ဖြစ်တယ်။ဆရာခင်ရဲ့လက်တော်မှာသဘောပါတယ်လို့ပြောတယ်။အဖင်းတွေကိုမီးထဲချမယ်လို့ပြောတာဖြစ်တယ်။ကျောတော့ဘုရားသားသမီးတွေဘုရားကိုသိတော်သူတွေကအဲ့နေဘူးမဟုတ်ဘူး။ဘုရားကိုမသိရှိသေးတဲ့သူတွေဘုရားကိုသိလာဖို့လို့အတွက်ဘုရားခင်ရဲ့ကွယ်ကာရဌာနရဲ့အောက်လက်တစုံမှာကျမတို့ရှိနေဖို့လို့အတွက်ကျမတို့အိပ်ပျော်နေငိုရမယ်အချိန်ကာလရောက်ပြီဖြစ်တယ်။ ကျမတို့လိုမျိုးဘွယ်ကွက်ကဌာနအောက်ကိုရောက်ဖို့လို့အတွက်ဘုရားကိုတိလာဖို့လို့အတွက်မတိသေးတဲ့လူတွေကိုလည်းနော်ကျမတို့ကပြောဖို့ဘုရားကအလိုတော်ရှိတာဖြစ်တယ်ဒီကံလာကနောက်ဆုံးတော့ကာလဖြစ်တယ်ဘုရားခင်ယေရှုပြုပေးခဲ့တဲ့အရာဘုရားခင်ကျမတို့လူသားအလုံးကိုကယ်တင်ပေးခဲ့တဲ့အရာကနှစ်နှစ်ထောင်ကျော်ခဲ့ပြီဖြစ်တယ်ဗောနော်ဒီနှစ်နှစ်ထောင်ကျော်ကာလတုန်းကကျမတို့ပြောဖို့ပြောဖို့ပြောဖို့ဘုရားကအလိုတော်ရှိတယ်ဘာတွေပြောရမလဲသူကယ်တင်ပေးပြီးပြီးသူ့ကိုကိုးစားပါဘွယ်ကာယဌာနအောက်မှာနေရမယ်အခုအသက်ရှင်တဲ့အချိန်ခါမှလည်း ေပြီးတဲ့ခမမမှာလို့ရှင်လေနော်အပြစ်စီရင်ခြင်းနဲ့ကင်းလွန်မယ်လို့ပြောထားတာဖြစ်တယ်။အာမေငရေမသွားရဘူးလို့ပြောလိုက်တာဖြစ်တယ်။ဒါဆိုရင်ပြီးသွားပြီလားအပြစ်စီရင်နဲ့ကင်းလွန်သွားပြီငရေမသွားရတော့ဘူးပြီးပြီလားမပြီးသေးဘူး။တင်တို့နေစရာပြင်ဆင်ခြင်းကသွားတယ်။နော်ငါဖအိမ်တော်မှာအခန်းငယ်ပေါင်းများစွာကိုငါပြင်ဆင်နေတယ်။ငါရှိတဲ့အရာမှာတင်တို့ကိုရှိစေခြင်းကတင်တို့ကိုငါထံသို့သိမ်းဆည်းမလို့ပြောတဲ့ဖရာကယေရှုဖရာဖြစ်တယ်။အာမေအားကြောင့်မို့ကျွန်တော်တို့ဒီကာလကနှစ်နှစ်ထောင်ကျော်ကာလကကျမတို့ဖခင်ရဲ့ ကောင်းမြတ်ခြင်းကိုပြောရမယ့်ကာလဖြစ်တယ်။ဖះကိုတိတဲ့ညီကိုမတော်မှရအရောက်ချင်းစီတိုင်းမဟောမပြောမကြားမကြားမယုံယုံကြည်ခြင်းဆိုတာကြားနာခြင်းရလာတာဖြစ်တယ်တဲ့နော်။ကြားနာဖို့ဆိုလို့ရှင်ဟောပြောတဲ့သူရှိမှဖြစ်မယ်တဲ့ ဖျားခင်ကပြောဖို့လိုတော်ရှိတာဖြစ်တယ်နှုတ်ကိုကြဲကြဲဖွင့်မှာဝါသာပြည့်မယ်လို့ပြောတယ်ဖျားခင်ဖြစ်တယ်အာမင်ကျွန်တော်တို့နှုတ်ကိုကြဲကြဲဖွင့်ဆိုတဲ့အခါမှာဖျားကောင်းမြတ်ခြင်းဖျားစကားဖျားလုတ်ပေးခဲ့တဲ့အရာဖျားခင်ကျွန်တော်တို့အပြစ်အလုံးတလောက်ကရမှာအသွေးသွင်းပြီးတော့အသက်ပေးခဲ့တဲ့အရာကိုကျွန်တော်တို့ယုံကြည်ခြင်းအပြင်ကျွန်တော်တို့အပြစ်ဆောင်သွားမယ်ငရဲကိုမသွားရတော့ဘူးဆိုတဲ့ကဲတင်ချင်းအေဝေဂီလီလောက်ကကရင်တရားကိုပြောဖို့ဖျားကနှုတ်ကိုကြဲကြဲဖွင့်ပြီးပြောခိုင်းတာဖြစ်တယ် လောကစကားတွေကိုကျမတို့နှုတ်ကိုကြက်ကြက်ဖွင့်ပြီးတော့ပြောခိုင်းတာမဟုတ်ဘူးလောကစကားတွေများများပြောလို့ရှိရင်တော့ဒီနှုတ်ရဲ့အသီးကိုသင်လောကနဲ့ဆိုင်တဲ့ပုတ်ပြတ်တဲ့အသီးကိုပဲသင်စားရမှာဖြစ်တယ်ဘောနောဖရာရဲ့အကြောင်းကိုများများပြောမယ်ဆိုလို့ရှိရင်ခါကအသက်ရှင်ခြင်းအသီးဆိုတဲ့ဝိညာဉ်ပဂရီအသီးကိုကျမတို့စားရမယ်လို့ဖရာကပြောထားပြီးသားဖြစ်ပါတယ်ဒီမီဒီယာလေးအဖြစ်အယောက်ချက်စီတိုင်းကိုခွန်အားပေးပါတယ် ဘုရားခင်ရဲ့ကွက်ကရာဌာနအောင်မှာနေရတော်သူတွေဖြစ်ပါသည်ဒီရှင်တော်မနိုင်ကောင်းကြည့်ပေးတယ်တယောက်ချင်းစံဖြိုင်ခင်ကောင်းကြည့်ပေးပါသည်